အဲ့တော့မစ္စရိယဆိုတာသဗ္ဗေကျမ်းကမှ၅မျိုးရှိတယ်နမတိကအာဝါသမစ္စရိယနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့တွန့်တူတာဥပမာပဲဗာစကားစီးတဲ့အခါနေရောက်ထိုင်တဲ့ထိုင်ကုန်ပေါ်မှာပေါင်ကားထိုင်ပြီးမှအထုတ်ချထားတယ်ကိုနလူမထိုင်အောင်မိသားစီးရင်လည်းထုတ်တူပဲပေါင်ကားထိုင်လိုက်တယ်နော်အထုတ်ပေးချတယ် ုနာလာတာမကြိုက်ဘူးမတည့်ရတဲ့လူနဲ့ခွင့်မပေးခြင်းကိုနာအဲ့ဒီလူဟာမျိုးအဝတ္တမစရိယလို့ခေါ်တယ်တာနမူနာတစ်ခုပြောပြတာပေါ့ကြီးတယ်ကြီးတယ်ဆိုးလာတာတည်းရှိတယ်ပေါ့အဝတ္တမစရိယကုလမစရိယဆိုတာကိုယ်နဲ့အပေါင်းအသင်းလုပ်တဲ့ပုဂ္ဂိုလ် ကိုနဲ့ခင်မင်းနဲ့မိတ်ဆွေတွေကိုနဲ့အပေါင်းအသင်းယဉ်ကြီးတဲ့မိတ်ဆွေတခြားလူနဲ့ခင်သွားမှအောင်သင်းမှမလိုလားတဲ့စိတ်ဟာအဲ့ဒါကုလမစ္စရိယလာဘမစ္စရိယဆိုတာကိုရထားတဲ့ပစ္စည်းမျိုးသူများမရစေချင်တာကိုရထားတဲ့အခွင့်အရေးမျိုးကို သူများကိုမရစေချင်တာအဲ့ဒါလာဘမစ္စရိယ ဝဏမစ္စရိယဆိုတာလူတကာကကိုယ့်ကိုချီးမွမ်းတာကြိုက်တယ်ဒီပြင်သူကိုချီးမွမ်းလို့ရှိရင်တွတ်တူကိုရှိမှတစုံတရားရဲ့ချီးမွမ်းကိုလာချီးမွမ်းတယ်ဆိုလို့ရှိရင်နော်မစ္စရိယသဘောလေးပါပေါ်လာတော့ဆိုရင်ကိုရှိမှလာပြီးတော့အေးဘယ်သူအဖြစ်ဘယ်လောက်ဘယ်လိုတော်တာဘယ်လိုတော်တာဘယ်သူတော်တာလို့ပြောလာလို့ရှိရင် ရှင်တဲကအမုံမစ္စရိယတရားရှင်တန်ပြီးတော့ဖြစ်လာရင်ဘာဖြစ်တယ်။မင်းကမသိလို့ပါကွာဆိုဖြစ်လာ။နော်။လူတယောက်တော်တယ်လို့ပြောလို့ရှင်တော်တယ်လို့ထောက်ခံချက်မပေးနိုင်ဘူး။မင်းမသိပါဘူး။သို့မဟုတ်သူတော်တော့တော်တယ်ဒါပေမဲ့ဆိုတာလည်းအပြင်းပြောပြီးတာမှတ်ပြီ။အတင်းပြောခြင်းလို့ရှင်လူတွေကဒါပေမဲ့လည်းလား။ အဲ့ရင်းနေကလက်မခံနိုင်တဲ့အခြေအနေတစ်ခုဟာအဲ့ဒါမစ္စရိယဝဏ္ဏမစ္စရိကိုချိန်မွရင်ကြိုက်တယ်ကိုရှိမှသူများအကြောင်းလားချိန်မွရင်မခံနိုင်ဘူးအဲ့ဒါမစ္စရိယလို့ခေါ်တယ်ဓမ္မမစ္စရိယဆိုတာကိုတတ်တဲ့အတတ်ပညာတစ်ခုရှိုးဝဲထားတာသူများကိုမသိစေဘမပြေမှာ မုံဖုတ်တဲ့အတပညာတွေရှိကြတယ်ဆက်ပြာလုံးတဲ့အတပညာတွေရှိကြတယ်ချက်တဲ့ပြုတ်တဲ့အတပညာတွေရှိတယ်သို့တော်တင်ပြတဲ့ဆရာမအစရိယမုတ်ထီဆိုပြီးတော့ရှုပ်ွက်ချက်ကလေးတော့ဆုတ်ထားတတ်တယ်အကုန်မပေးဘူးအကုန်မပေးဘူးအစရိယမုတ်ထီလို့ခေါ်ဆရာသားလေးခြံထားတယ်နော်အဲ့ဒီလေးချင်မျိုးတွေကရှင်သန်နေသေးတယ် ရှုပ်ဝဲချက်တွေထားတာအဲ့ဒါကို top secret အောက်မှာဖြောက်ထားလိုက်ဗမာစေးတွေအလွန်ကောင်းတော်လဲပဲတမဲနမဲကို top secret ထဲထည့်ထားလိုက်တဲ့အခါကျသူသေးတော့ပျောက်သွားတယ်။ဟောတိုင်းစေးတွေကအဲ့လိုနဲ့စွန့်တတိတွေပြရလိုက်တာ။ဒါမစ္စရိယရဲ့မစ္စရိယကြောင့်ဖြစ်တာလေနော်။မစ္စရိယကြောင့်ဖြစ်တယ်။ကောင်းတဲ့ပညာရက်တွေဟာဖြန့်ဖြူးပေးရမှာဖြစ်တယ်။ ဘသူဝေတတ္တမစ္စရိယဆိုတာဖြစ်စီတာဒါကဒီခေတ်ကလူတွေမှဒီနိုင်ငံကလူတွေမှမစ္စရိယရှိတာမဟုတ်တကမ္ဘာလုံးကလူတွေမှဒီအမုန်းတရားရှိဒီမစ္စရိယဆိုတဲ့တရားရှိတယ်မြတ်စွာဘုရားလက်ထက်တော်အခါကလာတော့ကဘောဓိမင်းသားဆိုတာရှိတယ် ဥတ္တနမင်းနဲ့ဝတုလတ္တမိဖုရားတို့ကမွေးဖွားလာတဲ့ဘောရိမင်းသားသူဟာဘဲခတိုင်သူတုမာရခိရမြို့မှာမြို့စားအဖြစ်နေထိုင်အဲ့ဒီမှာသူကဒီဇိုင်းလှလှနဲ့ကောကနာကောကနုဒ္ဒဆိုတဲ့တသက်ချီကောင်းရင်ပြန်တက်နေသလိုကြာပွင့်ကြီးလို့ ွားကြွားဝင်းဝင်းနဲ့အလုံးကိုလှပ်ပါတဲ့တက်တက်ကြီးတစ်ခုဆောက်တယ်။ဆောက်လို့ပေးတဲ့ပညာကပညာကတသမားဆရာလို့ပဲရှေ့ရတော့ခေါ်ကြတယ်ပေါ့နော်။ခုခေတ်တော့အင်ဂျင်နီယာဆောက်လို့ရဒီဇိုင်နာတော့အတော်ကိုကောင်းအောင်ဆောက်ထားပြီးတဲ့အခါမှာဒီလိုအဆောက်အအုံမျိုးသူများကိုဆောက်ပေးမှစိုးသည့်အတွက်ကြောင့်အဲ့ဒီပညာရှင်ကိုမျက်လုံးဖောက်ဖြစ်တယ် နောက်ထပ်မဆောင်နိုင်အောင်ဒါစာပေကျမ်းကမှပါတဲ့မတန်တခုနော်ပညာရှင်ကိုမျက်စိနှကွဲအလေးမရအောင်ဖမ်းချုပ်ပြီးတော့မျက်စိကိုကန်းအောင်လုပ်ပလိုက်တယ်အဲ့တော့လောကကြီးမှာပညာရည်တွေပျောက်ွယ်ကုန်တာတို့ပညာရှင်တွေဒုက္ခရောက်သွားတာတို့ဆိုတာနေလားဒီအများအတွက်မသိစေချင်ဘူးဆိုတော့ ဒါတော့ရှိုးဝဲရမယ့်ကိစ္စတော့ရှိုးဝဲရမှာဒီလိုကိစ္စမျိုးတွေဟာအများချမ်းသာဖို့ကိစ္စမျိုးတွေဆိုတာရှိုးဝဲရမှာမဟုတ်ဘူးဖြန့်ပြူပေးရမှာပဲဖြစ်တယ်အဲ့လိုဖြန့်ပြူပေးရမှာတွေကိုမစ္စရိယစိတ်အားချီးပြီးတော့အခုလိုလုပ်ခဲ့တာဆိုတာကမ္ဘာသမိုင်းမှာတော်တော်များများထင်ရှားရှိခဲ့ပေါ့နော်အဲ့ဒီမစ္စရိယမျိုးဟာအလုံးကိုကြောင်မဲ့ဖွယ်ရကောင်းတဲ့အမုန်းတရားတစ်ခုပဲ မစ္စရိယရဲ့ရှင်မစ္စရိယနဲ့ရှင်တွဲလာတဲ့ဟာဒေါသပဲဖြစ်တယ်။တမာအဖြစ်လူတွေကထင်ကြတယ်နှမျောတယ်ဆိုရင်လောဘလို့ထင်တာမဟုတ်ဘူး။သူကဒီမစ္စရိယဆိုတာရဲ့နောက်မှာသူနဲ့တွဲတာလောဒေါသနဲ့တွဲတယ်လောဘနဲ့မတွဲဘူးသူ။ဥပမာတစ်ခုပြောပြမယ်။အလုံးသိတဲ့ဥပမာလေး။ခွေးလေးနှစ်ကောင်ဆော့ကစားနေတဲ့ကြားမှာ သူတို့နှကောင်ဟာချစ်ချစ်ခင်ခင်နဲ့နေကြတယ်အဲ့ဒီကြားမှာအမဲယိုးလေးတစ်ချောင်းပြစ်ချလိုက်